အားလုံးပဲမင်္ဂလာပါရှင်။မန္တလေးခေတ္တသတင်းဌာနကနေနောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာစစ်တပ်ကျင်းပမဲ့ရွေးကောက်ပွဲမတိုင်မီတိုင်းရင်းသားများနဲ့အထိုက်ခံအင်အားစုများအလုံးကိုမလေးရှားနိုင်ငံကွာလာလံပူမြို့သို့ဖိတ်ခေါ်ဆွေးနွေးမိဟုမလေးရှားဝန်ကြီးချုပ်ထုတ်ပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မြန်မာအကြံဖက်စစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲမတိုင်မီတိုင်းသားများနဲ့အတိုက်ခံအင်အားစုများအလုံးကိုမလေးရှားနိုင်ငံကွာလာလံပူမြို့သို့ဖိတ်ခေါ်ဆွေးနွေးသွားမည်ဟု မလေးရှားဝန်ကြီးချုပ်အန်ဝါဣဗရာဟင်ကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။အာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံနေဖြင့်တိုင်းဒါလူနယ်စု28ဖွဲ့အတိုက်ခံအင်အားစုများအလုံးကိုအားလုံးပါဝင်သောတွေ့ဆုံဆွေးနွေးမှုလှုပ်ဆောင်နိုင်ရေးအတွက်မလေးရှားနိုင်ငံတို့ရွေးကောက်ပွဲမတိုင်မီဖိတ်ကြားမိဖြစ်ကြောင်းမြန်မာအရေးကိုဖြည့်ရှင်းနိုင်ရန်မြန်မာကိုယ်တိုင်ဥဆောင်ရမည်ဖြစ်ကြောင်းရွှေကောက်ပွဲသို့လေလာဆောင်ကြည့်သူများဆေလွတ်ရန်စစ်တပ်၏ဖိတ်ခေါ်ချက်ကိုအာဆီယံကစဉ်းစားနေစေတာဖြစ်ကြောင်း၎င်းကဆိုပါရယ် ်တွစ်ဆုံဆွေးနွေးမှုတွေဆက်လုပ်ဖို့နဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေဆက်ပေးနိုင်ဖို့ကျွန်တော်တိုက်တွန်းပါတယ်မြန်မာနိုင်ငံအရေးကိုမြန်မာနိုင်ငံသားတွေကိုယ်တိုင်ဦးဆောင်ပြီးလှုပ်ဆောင်ရမှာဖြစ်ပါတယ်ဟုမလေးရှားဝန်ကြီးချုပ်ကပြောဆိုပါတယ်မြန်မာအကြံဖက်စစ်တပ်အနေဖြင့်အာဆီယံဘုံသဘောတူညီချက်၅ချက်ကိုအကောင့်ထည့်ဖို့ရန်ပြက်ကွက်နေသည့်အတွက်မြန်မာစစ်ကောင်စောင်းများကိုအာဆီယံထိပ်သီးအစည်းအဝေးနှင့်ဆက်ဆက်အစည်းအဝေးများတက်ရောက်ခွင့်ဆက်လက်ပိတ်ပင်လိုက်ကြောင်းအာဆီယံနိုင်ငံသားရေးဝန်ကြီးများအစည်းအဝေးကဆုံးဖြတ်ကြေညာချက်ထုတ်ပြန်ခဲ့ပါသည် လေးရှားနိုင်ငံကွာလာလံပူမြို့တွင်အော်တိုဘာလ26ရက်နေ့အာဆီယံနိုင်ငံသားကြီးဝင်ကြီးများအစည်းအဝေးပြီးအချက်28ချက်ပါမြန်မာအရေးဆွေးနွေးချက်ကြီးညာစာတမ်းကိုထုတ်ပြန်ခဲ့ပြီးရှင်းကြေညာချက်တွင်အဓိကအချက်များအနေဖြင့်မြန်မာစစ်တပ်ကအာဆီယံဘုံသဘောတူညီချက်၅ချက်ကိုအတိတ်ပဲရှိသောအကောင့်ထဲပေါ်တိုးတက်မှုများမလုံဆောင်သေးလျင်အာဆီယံထိပ်သီးအစည်းအဝေးနှင့်နောက်ဆက်တွဲဆက်ဆက်အစည်းအဝေးများတွင်မြန်မာစစ်ကောင်းဆောင်များတက်ရောက်ခွင့်ပြုမည်မဟုတ်ပေနိုင်ငံရေးအရကိုစားမပြုသူကိုသာတက်ခွင့်ပြုမည်ဖြစ်ကြောင်းသိရပါသည် ထို့ပြင်အာဆီယံနိုင်ငံသား၏ဝင်ကြီးများအစည်းအဝေး၏ကြေညာချက်တွင်ရွေးကောက်ပွဲများမကျင်းပမီနိုင်ငံ၏အကြက်တဲကိုဖြည့်ရှင်းရန်ဘုတ်သဘောတူညီချက်၅ချက်ကိုအကောင့်ထဲပေါ်ပြီးအကြံဖတ်မှုများကိုရပ်တန့်ရမည်ဖြစ်ကြောင်းထုတ်ပြန်ခဲ့ပါသည်။ဆလဘီတောင်တာနှင့်ရွှေဘုံမြို့နယ်တို့တွင်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုစစ်သား၂ဦးသေဆုံးပြီးတနက်တလနှင့်ခဲယမ်းများသိမ်းဆည်းရရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါသည်။မန္တလေးတိုင်းတောင်တာမြို့နယ်တွင်အကြံဖတ်စစ်တပ်အထိုင်ချတပ်ဆွဲထားသောစစ်စခန်းမှထွက်လာသောစစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာ စစ်သားနှစ်ဦးနေရာတွင်ပွဲချင်းပြီးတိုက်ဆုပ်ပြီးတနတလနှင့်ခရယမြသိန်းစီရမိခဲ့ကြောင်းအမှတ်815တပ်ဖွဲ့အနောက်မြောက်စစ်ဒေသမှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါရယ်ရှမန်နီအော်တိုဘာလ28ရက်နေ့ညနေပိုင်းတောင်တာမြို့နယ်တွင်အကြမ်းဖက်စစ်တပ်အထိုင်းချတပ်ဆွဲထားသောကင်းစခန်းမှထွက်လာသောစစ်ကြောင်းကိုဒေါ်လာရေးတပ်ဖွဲ့များတိုက်ခိုက်ခဲ့ကြောင်းထိုတိုက်ခိုက်မှုအတွင်အကြမ်းဖက်စစ်ကောင်စီဘက်မှစစ်သားနှစ်ဦးနေရာတွင်ပွဲချင်းပြီးတိုက်ဆုံကာ G3 အမျိုးအစားတနက်တလက်နှင့် G အချို့တင်စီရမိခဲ့ကာ ဒေါ်လာရေးရဲဘော်များအထူးကန့်ဖြင့်ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါဗျ။စစ်ခွေးနှစ်ဦးစလုံးနေရာတွင်ပွဲချင်းပြီးတည်ဆုံခဲ့ပါဗျ။ကျွန်တော်တို့ရဲဘော်တွေအထူးကန့်ဖြင့်ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်ဟုအမှတ်815တပ်ဖွဲ့အနောင်မြောက်စစ်ဒေသမှတာဝန်ရှိသူတို့ကပြောဆိုပါဗျ။အဆိုပါတိုက်ခိုက်မှုကိုပြည်သူ့လူမျိုးရေးတပ်မတော် PLA မြင်းချန်ခရိုင်တပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါဗျ။ အလားတူစကိုင်းတိုင်းရွှေဘုံမြို့နယ်ရှာတော်ရွာမှထွက်လာသောအကြံဖက်စစ်တပ်စစ်ကြောင်းကိုဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရာစစ်တပ်မှထိခိုက်မှုရှိခဲ့ကြောင်းဇာမနီဒရုန်းတပ်ဖွဲ့မှတာဝန်ခံဗိုလ်တိုက်ကားကသတင်းဌာနကိုပြောကြားပါရယ်အော်တိုဗလာ၁၈ရက်နေ့ရွှေဘုံမြို့နယ်ရှာတော်ရွာမှထွက်လာသောအင်အားတရာဝန်းကျင်ရှိသောစစ်တပ်စစ်ကြောင်းကိုဒေါ်လန်ရေးတပ်ဖွဲ့များကဒရုန်းဖြင့်တိုက်ခိုက်ခဲ့ကြောင်းထိုတိုက်ခိုက်မှုအတွင်အကြံဖက်စစ်ကောင်စီဘက်မှထိခိုက်သေးဆုံးမှုများပြီးအရေးအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိကြောင်း စစ်စင်ရေးအတွင်ရွှေဘိုရှိစစ်တပ်တရင်များကလက်နက်ကြီးများရန်တမ်းပစ်ခတ်ခဲ့ပြီးဝိုင်တွဲလျင်ဖြင့်ကိုးချိန်ဘုံကျဲခဲ့ကြောင်းသိရပါတယ်။စစ်ခွေးတည်စင်ကတော့စရင်အတိကျထုတ်ပြန်လို့မရပါဘူး။အတိကညားတာပဲပြောရမယ်။စစ်ကြောင်းတွေကမခွာပဲနေတော့သတင်းတွေအတိအကျမထုတ်ပြန်နိုင်သေးပါဘူး။စာခါစာရီရဲ့ထိခိုက်မှုတွေအတိအကျတင်မပေးသေးပါဘူး။မျိုးရဲပြန်ဝင်ပြီး22ရက်နေ့ကစစ်ကြောင်းပြန်ထိုးလာတဲ့ဟုဇာမနီဒရုန်းတပ်ဖွဲ့မှတာဝန်ခံဘူးတိုက်ကားကပြောဆိုပါရတယ်။ စစ်စင်ရေးတိုက်ခိုက်မှုကိုစစ်စင်ရေးတိုက်ခိုက်မှုကိုဇာမနီဂျုံတပ်ဖွဲ့ဖို့နှစ်ဝင်ဖလက်ဖူဂျုံတပ်ဖွဲ့တို့ကမဟာမိတ်များနဲ့အတူပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ဂျမိုက်တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။